မ္မနိုင်ငံမှာနေထိုင်ကြတဲ့ဘုရားဘာသာဝင် သူတော်ဆင်းတွေဟာမိမိတို့ရဲ့နေစဉ်ဘဝမြတ်စွာဘုရားအဆုံးအမကိုလက်တွေ့ကြကြနိုင်နာပြီးစီးပွားရေးမှာလည်းအသုံးချရမှာဖြစ်တယ်လူမှုရေးမှာလည်းအသုံးချရမှာဖြစ်တယ်နောက်ဆုံးနေစဉ်ဘဝမှာလည်းပဲမြတ်ဘုရားရဲ့အဆုံးအမနဲ့နေနိုင်အောင်ကြိုးစားရသောအဖြစ် ဘုရားရဲ့အဆုံးအမနဲ့နေရင်ကျင်းမြောင်းနေကြတဲ့လူတွေကထင်ကြတယ်။တကယ်ကတော့မဟုတ်ဘူး။ရသော်ဘုရားရဲ့အဆုံးအမနဲ့နေထိုင်ခြင်းကြောင့်လူတွေမှာအနေအထိုင်ကျတာမျိုးမရှိဘူး။တချို့ကနာဘသီလကြည့်ပြီးသူများအသက်မတရားဘူး၊သူများဥစ္စာမခိုးရဘူး၊သူတို့ဘာသာဘယ်မှာပြစ်မှားရဘူး၊လိမ့်မပြောရဘူး၊တေးတေးရတောင်းစားရဘူးဆိုတာကြည့်ပြီးတော့ ဒါတွေမလို့ရရဲ့လောကကြီးကပြည့်စရာကြီးလို့အောင်းမိတ်နေကြလဲတကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ငါးပါးတိလလုံခြင်းမလုံခြင်းရဲ့အကျိုးအပြည့်ဟာအလုံးကိုကွာခြားတယ်ဉာဏ်ရည်ဆိုတာငါးပါးတိလလုံတဲ့ပုဂ္ဂိုလ်ရဲ့အတွင်းမှာရှိတဲ့အရာဖြစ်တယ်ဉာဏ်ရည်လူချင်းသလားဆိုရင်လူတိုင်းကတော့လူချင်းတယ်လို့ပြောကြမှာပဲเนาะ သူတို့လိုချင်တဲ့ဉာဏ်ဉာဏ်ရပါတော့တကယ်အစ်စ်မဉာဏ်ဉာဏ်ရပါတော့ဆိုတာတည်တည်ခြားခြားစဉ်းစားဖို့လိုငါဘတိလလုံးမဲဆိုလို့ရှိရင်ဉာဏ်ဉာဏ်နဲ့ဆိုတာဘယ်လိုထိဉာဏ်ဉာဏ်လဲအိမ်မှာတကားတောင်တတ်เสียမလို့အောင်လူလောကဟာအေးချမ်းသာရနေမှာ ဥပမာမဲ့ပါဏာတိပတ္တကလုံးနေမယ်ဆိုလို့ရှိရင်လူသမုတ်ကျွလွန်နေဆိုတဲ့ရာဇဝမှုမရှိတော့လုံးဝမရှိဘူးနော်ဒုဒုဒုက္ခပေးတယ်ဆိုတာမရှိအာရိဏန္တနာလုံးနေတဲ့ဖြင့်ဘယ်အိမ်မှတောခတ်เสียမလို့တော့ဘာပစ္စည်းမှပျောက်တာမရှိဘလောက်ငြိမ်းချမ်းသွားမလဲနော်လူတိုင်းလူတိုင်းဟာအရိဏန္တနာလုံအောင်ထိမ့်သိဆောက်ရှောက်မယ်ဆိုရင်ဘာပစ္စည်းမပြောက်ရအောင် ဈေးထဲမှာဆိုင်နေဒီတိုင်းဖွင့်ပြထားတယ်။အဲ့ဒီတိုင်းပြန်လာပါပစ္စည်းမပြောင်းအဲအခုတော့မဟုတ်ဘူးတော့မှအထက်ထက်ခါရတယ်ဆိုတာဒါတွေမလုံလို့ဖြစ်တာငြိမ်းချမ်းမှုအပြေဝမရှိဘူးပေါ့ကာမိတုမိဆာဆာရလုံနေဆိုလို့ရှိရင်သူသားသမီးကိုသားသမီးခုံတိတ်ခါချက်ဆင်းစရာစိတ်မချစရာဘာတစ်ခုမှမရှိဘူးအလုံးဟာလူတိတ်ခါအပြေဝရှိကြမှာ မူတဝါရလုံလို့ရှိရင်တူနဲ့တူဆွဆွပြောဆိုမှုလိညာမှုတွေမရှိသေးတဲ့ကြောင့်အကျိုးပြပြမှုဆိုတာမရှိကြဘူးတူတူအကျိုးပြပြအောင်လိညာပြောဆိုမှုသတင်းမှားပေးမှုမဟုတ်သတင်းတွေမှားရင်းတဲ့သတင်းတွေနဲ့ကောလာဟလတွေထုတ်လွှင့်မှုဆိုတာတွေမရှိတော့ဘူးဘုရားစေဝါလုံနေဆိုလို့ရှိရင် မွေးစေဝါကြောင့်ဖြစ်ပေါ်နေတဲ့ပြဿနာတွေဟာတခုမှရှိမှာမဟုတ်တော့ကျမရေးပြဿနာတွေရှိတယ်လူမှုရေးပြဿနာတွေရှိတယ်စီဝါရေးပြဿနာတွေရှိတယ်မွေးစေဝါမလုံလိုက်နာနဲ့တပြိုင်နဲ့လူသမ်းမှုဆိုတာလည်းဖြစ်လာနိုင်တယ်ခိုးမှုလူရဲမှုဆိုတာလည်းအလွယ်တကူဖြစ်လာတယ်ရိတ်ဆိုတဲ့ကာမိတုမိစ္ဆာဆိုတာလည်းအလွယ်တကူဖြစ်လာတယ် လိန်လီမှုတွေဆိုတာလည်းအလွယ်တကူဖြစ်လာမွေးစေဝါလုံလိုက်တာနဲ့အာလုံးလုံယုံစိတ်ချသွားအဲ့တော့ဘလောက်ငြိမ်းချမ်းနဲ့တိုင်းပြည်ကြီးဖြစ်မလဲဆက်စားကြည့်လိုက်မယ်ဆိုရင်တကယ်လုံပြီဆိုရင်တကယ်ကိုလူဘဝဟာတန်ဖိုးရှိရှိနဲ့ငြိမ်းချမ်းသာယာစွာ ကိုယ်လုပ်ငန်းလေးကိုလုပ်ပြီးတော့လူတွေဟာစိတ်နှလုံးအေးချမ်းစွာနေနိုင်ကြမှာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမအပြည့်ဝနိုင်နာကြမယ်ဆိုလို့ရှိရင်အစစ်မှန်ဖြစ်တဲ့လူတွေမကြားဘူးတဲ့ငြိမ်းချမ်းမှုမျိုးရကိုယ်ကငြိမ်းချမ်းနေဆိုတဲ့ငြိမ်းချမ်းမှုဟာတဏ္ဍာမကြားရတာတို့လောက်ပဲရှိမှာနော်တိုက်ခိုက်မရှိတာလောက်ပဲဖြစ်မယ်တော့တော့ခတ်နေရအောင်ပါ အဲ့ဒီလောက်ထိအောင်ငြိမ်းချမ်းမှုဆိုတာမြတ်စွာဘုရားရဲ့ဆုံးမတရားကိုလိုက်နာမယ်ဆိုလို့ရှိရင်တော့ငြိမ်းချမ်းမှုဟာပြေဝရမှာဖြစ်တယ်ပေါ့ဒါကြောင့်လူရဲ့အယီချင်းတွေကြဆင်းမသွားစေဘူးမြတ်စွာဘုရားရဲ့ဆုံးမတရားတော်ကြီးရဲ့ဓမ္မရတ္တကိုရရှိအောင်ကျိုးစားအထောက်ကြမှာဖြစ်တယ်အဆုံးမတရားတော်တွေအတိုင်းလိုက်နာမယ်ဆိုရင်အလွန်ပဲ 不挖哈，尽量是鸦片了。